《乱榜爷》d i s Track 全国编导编来的表很挺好。 ပေးသမျှလုံးမဲမင်္ဂလာပါဗမစ်ဒေးလီနျူးစ်ကနေကြည့်ဆွလိုက်ပါတယ်လောမိုင်ကဒီအပိုင်းထဲမှာကိုပိုင်တန်ဆင်ဆိုတဲ့တချင်းခွေထွက်လာပြီးဒီတချင်းထဲမှာတော့ဒရိုက်တာပြည်ဟင်းတီဟောက်ကိုနမည်တက်ပြီးတချင်းဖြည့်တီဆိုလိုက်ရာကနေပြဿနာကကြီးထွားလာခဲ့တာပါလောမိုင်ရဲ့ဒစ်ဆောင်းတွေကပဲကိုပောင်ကိုလှန်ထောင်းတယ်လို့ဖြစ်နေကနှစ်ယောက်လုံးကအောက်ဖဲတွေကိုလှန်နေတာပါပြည်ဟင်းတီဟောက်ကိုပေါ်ကားဒရိုက်တာလို့လောမိုင်ကပြောခဲ့ပေမဲ့ဒီပေါ်ကားတွေကိုပဲရိုက်ချင်ပါတယ်ဆိုပြီးလောမိုင်ကိုယ်တိုင်ကလာပြောခဲ့သေးတယ်လို့ဆိုပါတယ်ပေါ်ကားမင်းသားဖြစ်ချင်လို့ပြည်ဟင်းတီဟောက်ထံကိုလာပြောပြီးမှအခုတော့ဘောလီဝုဒ် ကြောင့်မတယောက်လိုလှုပ်ချင်နေလို့ပြင်းတီယာကလည်းပြညာပြလိုက်တာပါ ပြည်ဟင်းတရားကသူ့ရဲ့ဇနီးတင်နဲ့လက်မထက်ခင်မှာရီစားတက်တန်း၁၀နှစ်ကြာတွဲခဲ့ပြီးတော့လက်ထပ်ပြီးတဲ့နောက်မှာလည်းတစ္ဆာရှိခဲ့တယ်လို့ဆိုပါတယ်။လွမ်းပိုင်ကတော့၁၃နှစ်ကြာတွဲခဲ့တဲ့မင်းကလေးကိုတော့တာဝန်မယူပဲဖောက်ပြန်တတ်တဲ့ယောက်ျားဖြစ်တဲ့အကြောင်းမင်းကလေးတွေကိုတကယ်လက်မထက်နိုင်ပဲအခွင့်အရေးယူတဲ့အကြောင်းတွေကိုဖွင့်ချလိုက်တာပေါ့။နန်းစုရည်ရီဆိုတဲ့ကန်ဆက်တယ်လို့ပြောပြမိလေတကယ်တော့ချစ်သူတွေဖြစ်နေပြီးပကံကကိစ္စတွေကိုပါပြောချလိုက်ပါတယ်။နန်းစုရည်ရီဆိုကပကံမှာဇာကားလာရိုက်တုန်းကလွမ်းပိုင်ကလည်းနောက်ကနေလိုက်လာခဲ့တယ်။သူတို့အချင်းချင်းချစ်သူတွေဖြစ်နေလို့ပကံအထိလိုက်လာ ာကိုတော့ဖြစ်ရင်တရားကဘာမှမပြောပေမဲ့ဟိုတယ်မှာတော့တောင်းချမ်းသွားလို့ဟိုတယ်ဝန်ထမ်းကတော့လာရောက်တတိပေးခဲ့ရပါတယ်ဟိုတယ်ရဲမှာနန်းစုရည်ဒီဆိုနဲ့ပြဿနာတက်ပြီးကားကိုအကျန်းကြီးမောင်းသွားခဲ့တာပါ လောမိုင်ကအဝေးကြီးကနေကောင်းမောင်းပြီးလာခဲ့ရပေမဲ့လည်းနန်စုရည်ဒီဆိုကတော့ကျမ်းမာရေးအရာမလာရောတာကိုဒေါသထွက်ပြီးတောင်းချမ်းသွားတဲ့အထိပါပြင်းတရားကပြောသွားခဲ့တာပေါ့နန်စုရည်ဒီဆိုကတော့အလုံးလုံးတဲ့နေရာမှာတိကျပြီးစိတ်ထားကောင်းပေမဲ့လောမိုင်ကတော့မင်းကလေးရဲ့အပေါ်မှာမညာတာတက်သူဖြစ်တာကိုပြင်းတရားကအထုတ်ဖြေချလိုက်ပါတယ်။အများမြင်မှာတော့အောင်မြင်တဲ့အစတော်မင်းသားလို့ထင်ပေမဲ့နောက်ွယ်မှာတော့မထင်ထားလောက်တဲ့စိတ်ထားတွေရှိနေတဲ့အကြောင်းတွေလည်းပေါဝင်ခဲ့တာပေါ့။တချို့တွေကတော့လောမိုင်ကဒီလိုစိတ်ထားမရှိလောက်ဘူးဆိုပြီးပြောနေပေမဲ့တစ်ဖက်မှာလည်းညှင်းခုန်နေကြတာရှိတယ်။ င်ပြည်ဟင်းတရားကတော့အနုပညာရှင်တွေရဲ့အတွင်းရေးတွေကိုထုတ်ပြောတာကြောင့်ဒီလိုပြဿနာတွေဖြစ်လာရကြောင်းသုံးသပ်နေကြတဲ့အပြင်သူပြောပြတာကြောင့်လည်းလူတွေရဲ့မျက်နှာဖုံးအစစ်မှန်ကိုသာသိလာခဲ့ကြရတာပေါ့လူအများခက်ခဲနေတဲ့အချိန်မှာလည်းကိုချင်းမစားတဲ့အပြောတွေကိုပြောခဲ့တဲ့လွှမ်းမိုင်ကို ပြည်ဟင်းတရားကနားနေဆက်ဆက်ကြားခဲ့ရလို့ ခုချိန်မှာတော့အလုံးကိုပြပြလိုက်တာဖြစ်ပါတယ်။ပြည်ဟင်းတီယာကတော့ငိန်ခန်နေမှာမဟုတ်ဘဲတချိန်ချိန်မှာလွှမ်းပိုင်ကိုတရားစွဲသွားအောင်မှာပေါ့။သူ့တချင်းထဲမှာနမယ်နဲ့တကွပြောဆိုထားပြီးမမှန်ကန်တဲ့အကြောင်းအရာတွေပါပေါဝင်နေလို့ပြည်ဟင်းတီယာကတော့တရားဥပဒေအရရင်ဆိုင်ဖို့လည်းအဆင်သင့်ပြင်ထားပါတယ်။လွှမ်းပိုင်ကလည်းငိန်ခန်မနေပဲပြည်ဟင်းတီယာကိုထုတ်ပြန်မှုအတွက်အချက်အလက်တွေကိုရှောက်ဖွေနေပါပြီ။လွမ်းပိုင်ကပြင်းတီယာကိုသူ့ရဲ့တချင်းရေးစွမ်းရေး rap skin နဲ့ဖြုတ်လိုက်ပေမဲ့လက်ရှိမှာတော့နမယ်ပြက်ပြီးရင်ပြက်နေရတာပေါ့ ဒီနှစ်အတွင်းမှာနော်ဖော့ရထားတဲ့ကိစ္စပေါ်လာခဲ့ပြီးနောက်ထပ်မှမားစီဖို့အတွက်တောင်းပန်ခဲ့တာပေါ့။ဒါအပြင်သတင်းတောက်ကိုလည်းဆဲဆိုမိလို့ဝေဖန်ခံရတဲ့အပြင်အခုလည်းကိုယ့်တချင်းတွေကိုအပြောခံနေရပါတယ်။မင်းကလေးပရိသတ်တွေကတော့လွှမ်းမိုင်ဘက်ကနေမှမမမှန်ရက်တည်နေကြတာရှင်။သူတို့နှစ်ယောက်မှာဘသူကပိုပြီးမှားနေခဲ့တယ်လို့ထင်လဲဆိုတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းခွတ်မမှပြပြခဲ့ပါအောင်နော်။အလုံးကိုကျေးဇူးတင်ပါတယ်။ Celebrity Celebrity သတင်းတွေအတွက်ကျမတို့ရဲ့ Channel ကို Like and Subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။